ူမမရှိတဲ့ဘဝလိုပဲရီမန်တက်ပြောင်းဆုံးနေတဲ့လူတယောက်ကိုပြပါဆိုရင်တော့အခုမြင်နေရတဲ့ဘယ်လီဆိုတဲ့မျိုးသားကိုပဲလည်းမျိုးထုတ်ပြရမှာပါဒီလူကကွန်မတီတစ်ခုရဲ့အမွေဆက်ခံသူဖြစ်နေပေမဲ့အသက်29နှစ်အရွယ်ရောက်တဲ့အထိဘာမှမမေ့ရအလုပ်မလုပ်ပဲဖိပစံထိုင်ဖြုံးနေတဲ့သူပါပြောရရင်တော့ကျွန်တော်သူမစစ်ကရပလိုက်ပြန်လာဖို့ထိုင်ဆောင်နေတယ်လို့အချိန်ဖြုံးလို့တဲ့သူရောသူကတနေ့တနေ့တငယ်ချင်းနေတာအရေးတောက်မယ်လူတွေကိုလိုက်နောက်မယ်ပြီးတော့ညဉ့်ညက်မဂဇင်းတွေထိုင်ကြည့်ပြီးအချိန်ဖြုံးနေတာကိုပဲ အလုပ်တစ်ခုလုပ်နေတဲ့သူကသူ့ဘဝကဘာနဲ့တူလဲဆိုရင်ကိုမိုးထဲမှာကားပိတ်နေတာကိုထိုင်ဆောင်နေရတယ်လို့မျိုးဘာမှတိုးတက်မှုမရှိတဲ့အနေထားပါပဲအဲ့ဒီလိုနေလာရင်မထင်မှတ်ပဲတနေ့မှာတော့ဖားကင်ဖြစ်သူ Ryan ကအရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတယ်အဲ့ဒါကတော့သူ့ရဲ့ဟိုတယ်နဲ့စားသောက်ဆွဲလုပ်ငန်းကြီးကိုတားဖြစ်သူ Belisi Lumbebe Company ရဲ့ဒုဥက္ခ Eric လက်ထဲကိုထည့်ပေးဖို့စဉ်းစားလိုက်တာပါပဲ။ဗယ်လီတယောက်ဒီစကားကိုကြားရပြီးရုတ်တရက်ထိတ်လန့်သွားတယ်။ဘာလို့လဲဆိုတော့အရစ်ဆိုတဲ့လူကကော်မီကိုလိုချင်လို့သူ့ကိုအဖေနဲ့အဆင်မပြေအောင်ဂုံချိုးနေတဲ့သူရောမှတယောက်ဆိုတာသူ့ချက်ချင်းတန်တရားဝင်ပြီလို့ပါပဲ။အဲအရစ်ရဲ့ရုတ်မှပုံကတော့ကျွန်တော်အနည်းယောက်ကြားတဲ့ဝုံမွေသွားတဲ့သူတို့လိုပဲပေါ့။တကယ်ကိုကြောက်စရာကောင်းပါတယ်။ဒါပေမဲ့ဖခင်ဖြစ်သူကတော့ဗယ်လီရဲ့ဇာရီတာနဲ့အရေးချင်းကိုမယုံကြည်ပါဘူး။ဗယ်လီအထက်တအောင်တော့ကလည်းဖခင်ဖြစ်သူဆရာတွေကိုလက်ထိုးပြီးအောင်ခိုင်းနာမှန်ပြန်တိတ်လိုက်ရတဲ့အချိန်မှာဗယ်လီတယောက်ကျွန်တော်တို့မှရှိမှဆက်ကွဲခဲ့တော့ကလူမျိုးရဲရဲမိနီလက်တစ်ခုကိုစဉ်းစားမိသွားပါ ပါတယ်။သူကဖခင်ဖြစ်သူကိုဘေးရုံတစ်ခုလွတ်ဖို့ကမ်းလှမ်းလိုက်တယ်။အဲ့ဒါကတော့သူဟာတံတန်းကနေစံတန်းအထိအတန်းတန်းကိုနှစ်ပတ်နဲ့အပြီးတက်ပြီးဆောင်မွေးတွေအကောအောင်ဖြေပြမယ်။တကယ်လို့သူအိုင်ကော်မတီကိုသူ့ကိုပြန်ပေးမအောင်ရင်တော့ Iris ကိုပေးလိုက်ဆိုပြီးစိန်ခေါ်လိုက်ပါတယ်။လူကြီးမင်းတို့ပဲစဉ်းစားကြည့်ကြပါအသက်28နှစ်အရွယ်ကြီးနဲ့မူဂျိုကလေးတွေကြားတဲ့သွားထိုင်မှာလမ်းခွဲပြီးမှရေစားဟောင်းနဲ့ပြန်တွေ့ရတဲ့မျိုးတော်တော်လေးနေရာခက်မှအနေထားပါပဲ။ပထမဆုံးចောင်းတည့်ရက်မှာဗယ်လီတယောက်ចောင်းကားကိုတားပေးမယ်ចောင်းကားကသူ့မတင်မဲ့ မောင်းထွက်သွားတယ်။ကျောင်းတော့သူ့အတန်းမှာဖြစ်မဲ့ကလေးလေးနဲ့မိတ်ဆက်ပြီးတငယ်ချင်းဖြစ်သွားကြတယ်။ကံကောင်းတာကဘယ်လျာလူကောင်းတာကြည့်တာစိတ်ကကလေးလိုမှုပထမတန်းကလေးနဲ့အတော်လေးအဆင်ပြေနေပါဗျ။ပထမတန်းဒုတိယတန်းလေးကိုအောင်မြင်ပြီးနောက်မှတော့သုံးတန်းကိုရောက်ရှိလာခဲ့တယ်။အဲ့ဒီမှာမထင်မဲ့ပဲဆမ်မဗရိုနီကာနဲ့ဆုံတွေ့လိုက်တယ်။ဗရိုနီကာကဘယ်လီကိုအစာပိုင်းမှာတထိတ်တမှုအမြင်မကြည့်ပါဘူး။တနေ့မှာဘယ်လီတယောက်စာသင်ခန်းထဲမှာဇက်ဆိုတဲ့စာလုံးကိုကြောက်တဲ့မောမရေးရမယ့်အချိန်မှာမီးတက်လို့ငကောင်းရှိမှရှက်ကွဲခဲ့ရပါဗျ။အဲ့ဒီဖြစ်ပျက်ကြောင့်ဘယ်လီကြောင်းမတက်ချင်လို့လောက်အောင်စိတ်တက်ကြသွားပြီမဲ့အင်းကူရဲ့ ချိန်ချောက်မှုကြောင့်ကြောင်းပြန်တက်ခဲ့ရတယ်။အဲ့ဒီမြန်မာအချို့ကွက်တစ်ခုကလစ်လာရေးခီးထွက်တဲ့အချိန်မှာပါသူတို့ငယ်ချင်းအနုတ္တိယပေါင်းမိတဲ့တီးပေါက်ချမိပြီးဆက်နေတာကိုဘယ်လီမြင်လိုက်တယ်။တငယ်ချင်းမျက်နှာမငယ်အောင်ဘယ်လီကရေပူတဲ့ကရေကိုသူ့ဘောင်းမှုကိုပါဆူအောင်လွတ်လိုက်ပြီးပေါင်းမိတဲ့တီးပေါက်ချတာမှမိုက်စားကဆူပြီးအော်ပြောလိုက်တဲ့အခါဒရန်လုံးလောက်ကြပြီးအမီကလည်းအချက်ပြေသွားခဲ့တယ်။အဲ့ဒီစိတ်ထားလေးကိုမြမီဆမ်မဗီရိုနီကာကလည်းဘယ်လီကိုချစ်သွားပါတော့လေ။တကယ်တော့အချစ်ဆိုတာဒီလိုပါပဲ။ကိုချစ်တဲ့သူမျက်နှာမငယ်အောင်ပေါင်းမိတဲ့ရေလောင်းထဲပို့လဲဝန်မလေးတတ်ကြပါဘူး။ အတန်းတွေတစ်ခုပြီးတစ်ခုအောင်လာလိုက်တာအထက်တန်းစင်ကိုပြောင်းလာတယ်အဲ့ဒါကိုကြည့်မနာလိုဖြစ်နေတဲ့လူရောမအရစ်ကကြံပပဆက်ဆက်တစ်ခုကိုစဉ်းစားမိသွားတယ်သူကကြောက်ကြီးအတိတ်ကလူတက်မှုတစ်ခုကိုဖော်ထုတ်မယ်လို့ချင်းချောင်ပြီးဘယ်လိုကလက်ထိုးပြီးဆောင်မွက်အောင်လာပါလို့သိရှင်ကြလိန်ပြောခတ်လိုက်တယ်ဒီကိစ္စကြောင့်ဖခင်ဖြစ်သူကစိတ်ပြတ်ပြီးကွန်မီကိုအဲ့ဒီလက်ဆဲကိုထည့်လိုက်တော့ဘယ်လိုတောက်သူမှထားတော့ကကျွန်တော်ဘွားလိုပဲဘွားပြတ်တယ်လို့ခံစားလိုက်ရတယ်ဒါပေမဲ့ဘယ်လိုရဲ့တကယ်ချင်းကလေးတွေကကြောက်ကြီးအိမ်ရှိ သွားပြီးအမှန်တရားကိုဖော်ထုတ်မှုဆက်ဆံပြကြတဲ့အခါနောက်ဆုံးမှတော့အဆုံးဖြတ်နေဗီလီနဲ့အရစ်တိုပညာရေးပြန်ပွဲရှင်းပြန်ကြပါတော့တယ်။အရစ်ကစားတော်ပြီးမဲ့စီးပွားရေးကျိုးနဲ့ပတ်သက်တဲ့မျိုးဝန်ဒီမှာမဖြေနိုင်မဲ့ရှုံးနေသွားခဲ့တယ်။ဇလန်အဆုံးမှတော့ဗီလီယာပြန်ပွဲကိုအနိုင်ရသွားပြီးမဲ့ကုမ္ပဏီကိုသူကိုယ်တော်မီးတော့ပဲအေးချင်းရှိတဲ့ကတ်ကိုလွှဲပြောင်းပေးလိုက်တယ်။သူကတော့ဆရာဖြစ်ဖို့အတွက်ကောလိပ်ဆက်တက်မယ်လို့ဆုံးဖြတ်ချက်ချလိုက်ရင်ဇလန်လေးပြီးဆုံးသွားပါတော့တယ်။